မင်္ဂလာပါသီလ morality သီလဆိုတာကာယကံမှုဝစီကံမှုမနောကံမှုစတဲ့ဒီကံ၃ပါးကိုလုံခြုံအောင်မိမိကိုမိမိသတိချက်ပြီးတော့ထိမ့်သိမ်းစောင့်ရှောက်ခြင်းပဲဖြစ်တယ်ဒီနေ့ဆက်လက်မျှဝေမှာကတော့သီလတွေက3 kinds of abstaining from physical and verbal evil actions ဆ အဲကာယဒုစရိုက်ဝစီဒုစရိုက်တို့မှာရှောင်ကျင်ရာမှာရှောင်ကျင်မှု၃မျိုးနဲ့ပတ်သက်တာလေးကိုဒီနေ့ဆက်လက်မျှဝေပါမယ်3 kinds of abstaining from physical and verbal evil action ကာယဒုစရိုက်ဝစီဒုစရိုက်တို့မှာရှောင်ကျင်ရာရှောင်ကျင်နဲ့เนาะရှောင်ကျင်မှုက၃မျိုးရှိတယ်အဲ့ဒီ၃မျိုးကတော့ The Tamadana Viradi abstention from immoral action through the observance of moral precepts. Di Sarita Bainsaya, Di Tila Nepata Biro Saudi Biro Ma Shang Jin Jin. Natukuga, Tampata Viradi abstention from immoral actions, although one has not undertaken to observe moral precepts previously. သီလကိုကြိုတင်မဆောက်တည်ထားပေမဲ့လေရှောင်ကျင်ရမယ့်အရာနဲ့ရင်ဆိုင်တွေ့ရတဲ့အခါရှောင်ကျင်နိုင်ခြင်းနောက်တစ်ခုကတော့သမှုစေတဝိရတိ abstention from immoral actions um permanently through eradication of all roots of evil by means of four stages of path consciousness ဒါကတော့မက်ဖြင့် ကိလေသာကိုအကျဉ်းမဲ့အစဉ်စဉ်ပယ်တတ်ပြီးတဲ့အရိယာပုဂ္ဂိုလ်တို့ရဲ့အဲဒီဒုစရိုက်တရားတွေကိုအမြဲရှောင်ကျဉ်ထားခြင်းလို့ဖြစ်တယ်။ဒါကတော့အဲကာယဒုစရိုက်ဝစီဒုစရိုက်မှာရှောင်ကျဉ်ရတဲ့ရှောင်ကျဉ်မှု၃မျိုးပဲဖြစ်တယ်။ In this light defilements such as greed anger ignorance conceit round view etc are the roots of committing evil actions ဒုစရိုက်၁၀ပါးကိုကျွလွန်မှုကိုပြုခဲ့ခြင်းဟာဆိုရင်လောဘဒေါသမောဟမာနဒိဋ္ဌိစတဲ့ဒီမကောင်းမှုပေါ့နော်ကိလေသာအရင်းခံကြောင်ပဲဖြစ်တယ်ဆိုတာလေသတိချက်ချက်ရမှာဖြစ်တယ် noble persons areas have already eradicated the root causes of evil actions and uh, they need not abstain from evil action they have already discarded it evil forever ဒီကိလေသာတရားတွေကိုပေါ့နော်ဒီ noble persons တွေကတော့အကျွင့်မဲ့အမြင့်ပြပယ်ရှားထားပြီးဖြစ်တယ်ဒီအရိယာပုဂ္ဂိုလ်တွေဟာ ဒီမကောင်းမှုတွေကိုအထူးရှောင်ကျင်ဖို့ကိုမလိုဘူးသူတို့ဟာအပြက်ကိုဒါရီနဲ့ပတ်သက်ပြီးတော့ရှောင်ကျင်ကြပြီးသားဖြစ်တယ်လို့လည်းလီလာမှတ်သားရပါတယ် In this light when a poisonous tree together with its roots was ground into powder and burnt to ash it will no longer produce any fruits စိတ်ပင်စိတ်ပင်ကိုပေါ့နော်အမြစ်ပါမကြမ်းအောင်အမှုန့်ကြိပြချလိုက်တဲ့အခါမှာအဲ့ဒီအစိတ်ပင်မှာရှိတယ်ပေါ့နော်အသီးတွေနော်နောက်ထပ်လည်းအသီးကမတီးနိုင်တော့ဘူးနော်အစိတ်ပင်ကိုတခါတည်းကိုတည်အောင်တတ်လိုက်တယ်လို့ပေါ့နော်ဒီလိုပဲတဲ့ A noble person are free from immoral actions all times because they have eradicated all defilements through သမုတ်စေတာပဟာနာနော်ဒီလိုမျိုးအစိတ်ပင်ကိုအမြစ်ပါမကြအောင်အမှုန့်ကြိတ်ပြချလိုက်တော့နောက်ထပ်အသီးတွေမသီးတော့သလိုပဲတဲ့နိုဘယ်ဖာဆင်နီယာဆိုလို့ရှိရင်တော့ကိလေသာတွေကိုအကျဉ်းမဲ့ကိုနော်သူတို့ဟာပယ်တတ်ထားပြီးသားနော်အစိတ်ပင်ကိုတတ်ထားသလိုပဲသူတို့ကဒီကိလေသာမကောင်းတာတွေကိုပယ်တတ်ထားပြီးသားဖြစ်တယ်ဒီအရိယာပုဂ္ဂိုလ်တွေကတော့ ဒုစရိုက်တရားတွေကိုဘောနော်ခုနအစိတ်ပင်နဲ့နှိုင်းထားတယ်ဒုစရိုက်တရားတရားတွေကိုလည်းသူတို့ကအမြဲတမ်းရှောင်ကျဉ်ပြီးတဲ့ပုံကိုယ်တွေပဲဖြစ်ပါတယ်လို့ဆိုလိုတာပါ even a stream winner အတောတာပနာ need not specifically observes the five precepts in this life as well as in his next existence ဒီ ပုဂ္ဂိုလ်တွေကပေါ့နော်အရိယာပုဂ္ဂိုလ်တွေထဲမှာတောင်းအနိုင်ဆုံးဖြစ်တဲ့သောတာပန်ပုဂ္ဂိုလ်လူမျိုးပုဂ္ဂိုလ်တွေတောင်းမှတဲ့ဘဝချားတော့လဲပဲဒီကံ၅ပါးကိုပေါ့နော်အထူးဆောင်ထင်းနေစရာမလိုဘူးသူ့လူလူကိုသူတို့မှာကဒီကိလေသာတွေကိုပယ်ဖြတ်ထားပြီးသားဖြစ်တဲ့အတွက်အလိုလိုသူတို့မှာလုံခြုံနေပြီးသားဖြစ်တယ်လို့ဆိုလိုတာပါ အခုဒီနေ့တော့ဒီလောက်ပဲမျှဝေတာကိုရန်နာပါမယ်ဒီနေ့မျှဝေခဲ့တဲ့အကြောင်းကတော့ဒီတိလအဲ morality တဲကမှာကာယဒုစရိုက်ဝစီဒုစရိုက်တို့မှာရှောင်ကျင်ရာမှာရှောင်ကျင်မှုသုံးမျိုးနဲ့ပတ်သက်တာလေးကိုမျှဝေခဲ့တာဖြစ်ပါတယ်နောက်နေ့မှာကြံရှိတဲ့ဒီ moral ဘိုင်းတွေကနေပြီးတော့ကျန်တာလေးတွေဆက်လက်မျှဝေသွားပါမယ်